ဂျွန်လ19ရက်နေ့မှာကြာရောက်မဲ့ကျမတို့ရဲ့အမီတောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်ကြပြားလေးတစ်ပုဒ်ကိုရွတ်ဖတ်ချင်ပါတယ်။ကြပြားလေးရဲ့ကောင်းစဉ်ကတော့ဒေါင်ကပွဲလို့အမည်ရပါတယ်။စာရေးဆရာမင်းပန်ရဲ့ကြပြားလေးပါ။27ရာစုရဲ့အမီကိုတွက်လက်တဲ့ခြေလန်းတက်ကြွတဲ့ဟန်ပန်နဲ့ပြည်မြမာထဲဝါဖို့မိသားစုကိုကြော်ခိုင်းနှလုံးသားကိုယဉ်ဒီဘဝကိုစည်ခဲ့တဲ့အမီ။ အမြင်မတူရင် ရေမစူပဲမုံတရားကိုပေးဖယ်အပြုံးနဲ့ဖြည့်ရှင်းတတ်တဲ့အမေကံကြမ္မာမလှလို့တန်တရားကျွေးကိုနှောင်းအိမ်မှာအတိုးချပိတ်ဆက်နေရတဲ့အမေနှလုံးသားနဲ့စာဖတ်အပြုံးများနဲ့ဘဝကိုအလှဆင်တေတာတော်ခန္ဓာကိုပိတ်ဆက်မြန်ပြီးအတွေ့လှူဒန်းကြီးမြတ်တဲ့နှလုံးသားနဲ့အမေအသေးကောင်းပြီမဲ့ပွဲမတောင်းခဲ့သူအာဃာတကိုခြေဖြက်မြစ်တာကိုရှေ့ရှုငင်းချမ်းရည်ရဲ့တမန်တော်ဇရာကိုခြေကန် မိုင်းထောင်ချီလှမ်းလို့နှောင်းလူတွေအေးစေဘူးဒေါင်းတရုတ်ကိုပြလို့အမေရေတားတို့လေးစောင်းတခုမှဒေါင်းပြူကာဝဲကြည့်ကျင်သေးတယ်မင်းပိုင်စာရေးဆရာကဗျာမင်းပိုင်ရဲ့ကဗျာလေးကိုရွတ်ဖက်သွားတာပါအမေရအသက်80ပြည့်မွေးနေ့မှာဆဆဆရရအမေကျမ်းပါပါစေချမ်းသာပါစေအချုပ်နောက်မှလည်းအမြန်ဆုံးလွတ်မြောက်ပါစေမိသားစုတွေနဲ့လည်းအမေချစ်တဲ့သားတွေသမီးတွေနဲ့လည်း မြည်တွေနဲ့လည်းအားလုံးပြန်လေးပြောရှင်းစွာပြန်ဆောင်ရတဲ့နေလူရောက်ပါစေလို့ဆုတောင်းပေးပါရစေ။ Happy birthday ပါအမေ။